များအားလုံးပဲမင်္ဂလာပါရှင်။ဒါပြညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံလေးကတော့တဲရဲ့အတွင်းခေါင်းဖြတ်အသက်ခံခဲ့ရတဲ့အမျိုးသားအလောင်းနဲ့ညီရဲ့မယားကိုကြာခု၍ဖြစ်ပေါ်လာတဲ့ညောင်ကန်ရွာကလူတက်မှုဆိုတဲ့စိတ်ဝင်စားပွဲတဲထိတ်ရင်ဘူးရဲမတန်မှုကင်းဖြစ်မှန်ဇလံကောင်းလေးကိုလည်းခံစားနားစင်အားပေးကြပါအောင်ရှင်။ တင်းမွေးတဲ့လေးပြေကညောင်ကန်ချောင်းရဲ့မနက်ဦးမှာမြူထူးနေပါတယ်။နေချီနူးကညောင်ကန်ချောင်းတွင်ရေတောက်ဆင်းလေပြီးရေဆက်ရေချောင်းကမပြောက်သေး။ဟိုနဆက်ဆက်ဒီနဆက်ဆက်ရှိနေသေးပြီးဖာဦးနဲ့ရင်ညီတွဲများဖုံးအုပ်နေတယ်။တစ်တီတူငှက်ငယ်များရဲ့မနက်တေးကတာယာအီချန်လာတယ်။ငွေသေးပြင်းနဲ့ရေရှင်တို့တွေ့ပြီးနေရောင်ကြီးကစိန်ရောင်တောက်နေပြီးရေဆက်ရေချောင်းတောက်လျှောက်မှာတည်ရှိနေတဲ့အာလူကင်းများမှာတိတ်ဆိတ်နေပါတယ်။ အာလူကင်းတူးဖော်ပြီးတဲ့နောက်ကြံရည်ခဲတဲ့ခရမ်းကျင်နဲ့ဆေးရွက်ကြီးပင်များသာကြံရှိနေတော့ပြီးတဲပြင်ကဖယိုပရဲကြံခဲ့တယ်။ညောင်ကန်ချောင်းကန္နဖူးမှာတည်ရှိတဲ့ဒီရွာကိုညောင်ကန်ရွာလို့ပဲခေါ်တွင်နေ။ရွာတင်းကလူများလဲเจ้าမှာလက်ရက်တွင်းများကို ရေခတ်ဆင်းလာကြပြီး အာလူဝယ်သူများလဲအရှူရှူဆင်းလာကြပြီးခင်းကျုပ်အာလူခင်းများအလဲမှာအာလူပုံကြီးတွေရှိတယ်။ဒီအာလူတွေကိုညမှုညတာစောက်ရှောက်ရန်ဖြစ်တယ်လို့ ထိုးထားတဲ့တဲကလေးကလည်းတခင်းလည်ရင်တဲတော်ရှိတယ်။အာလူပွဲစားများကတဲဘေးနေအောင်ကြီးအောင်မှာနေစားလုံရင် အာလူများကိုချိန်တွယ်နေကြပြီ။အာလူဝယ်မဲ့လူရောက်လာရင် အာလူတင်မဲ့လင်းများလည်းတဲဟဲဟဲတဟင်ဟင်နွားငေါက်တန်းတဘုံဘုံတအောင်အောင်ရိုင်းနှက်တန်တွေရောက်လာကြတယ်။အခင်းရှင်တဲ့ဝဲသူတို့အခြေချပြောတတ်များနဲ့ညံစာစာအသက်ဝင်ခဲ့ပြီ။ဝဲသူမလာသေးတဲ့အခင်းတွေကလည်းချမ်းစီတဲ့ချောင်းပြိန်နဲ့ညာတိုင်းဆင်းမဆောင်နိုင် ်အင်ကိုလှဲနဲ့တည်ယူကြလေပြီတချို့သော ဖော်ပြီးစားအလူခင်းများမှာကောက်တင်းကောက်များခြေချင်းလိမ်နေကြပြီဒါကြောင့်ညောင်ကန်းချောင်းယူတချောက်အလူခင်းများမှာလူတန်သူတန်လှုပ်စီနေပြီလူဝင်သူထွက်နေနှုတ်ရနေပါပြီဒါပေမဲ့ညောင်ကန်းရွာရေခန့်စိမ့်နဲ့တဲတဲမှရှိတဲ့အခင်းမှာတော့အတံပလန်တိတ်ဆိတ်လာတယ်ဒါအပြင်အလူပုံသူတဲတဲအဆက်ရှိ ခွေးချေကရင်ကလေးပေါ်မှာလူတယောက်အိတ်ဆက်နေတဲ့ရှိသေးတယ် အချိန်အပြည့်တော့စွန့်ခန့်ဝင်ချင်းရောက်နေပြီဒီမြနေမြင့်အောင်အိတ်ဆက်နေသူကိုရေခင်းသူများလည်းမြင်ကြတယ်အခင်ပေးကဖြတ်တန်းသွားသူများလည်းမြင်ကြတယ်ညတော်ကဖဲဝိုင်းကောင်းလို့နေမြင့်အောင်အိတ်သလားအခင်နေချင်းတွေစူပေါင်းစားတော့ရင်းနေအပြော်လွန်တော့ဒီမြအိတ်သလားစသဖြင့်တွေးတော့ပြီး ကိုခကြီးကိုဇက်သွားကြတယ်ကာလာနဂါကြီးရဲ့ကျင်းရတော့ရောက်လာပြီဟဲ့ စွန်းခံပြန်ချိန်လောက်မှာအသက်အစိတ်ရွယ်မင်းကလေးတယောက်ရေခက်စိတ်ကိုတုတ်တိတုတ်ပြဆင်းလာတဲ့ရေတန်းတဲ့လူများကလည်းနောက်ပြောင်ကြတယ်။ကာလာနဂါကြီးချမင်းစားမပြန်လိုက်လို့လိုက်လာသလားမအောင်မြည်။အေးဟဲငါတော်ဈေးကပြန်ခဲ့ပြီ။အိတ်ပဲအိတ်နိုင်လုံးနေ။မအောင်မြားကရေခက်သူများကိုပြန်ပြောရင်အာလူကင်းဘက်ကိုရှောက်လာတယ်။အခင်းကျို့ဖြစ်ပေမဲ့ဇောင်ရင်တန်းမဖြတ်ရသေးတဲ့တန်းခတ်တကားကိုအသာတွန်းပြီးလှမ်းပြီးအတန်းပေးတယ်။ ကိုမြအောင်ဘယ်ချိန်ရှိနေပြီလဲတော့တကယ်တော့အိပ်ပဲအိပ်နိုင်လုံးနေကာလာနဂါကိုမြအောင်က တုတ်တုတ်မှမလုံမအောင်မြမှာတဲအဆက်အာလူပုံဘေးကိုရောက်လာပြီကိုမြအောင်ထတော့လေအိုးကိုမြအောင်မအောင်မြကထက်မှန်အတန်ပေးရင်ခေါင်းမူခြုံထားတဲ့ဆောင်ကိုခြေရင်ဘက်မှာစောင့်ဆွဲလိုက်တဲ့ခဏမှာမအောင်မြမှာငေတံပါအောင်អော်ပြီးခွေလဲကြသွားរី ောင်မြဆွဲလိုက်တဲ့ဆောင်းအောက်မှာတစုံတရာကဆောင်းနဲ့လုံးထွေးပြီးသဲပြင်းမောကိုလိန်ကြသွားတယ်။သူ့အရာမှာကိုမြအောင်ရဲ့ဦးခေါင်းဖြစ်တယ်။လုံးချုံရိပ်မှုဦးတာတင်ကသဲပြင်းကိုစူးစိုက်ကြည့်နေတယ်။သူ့နေရာမှာကိုမြအောင်အိယာရဲ့ခေါင်းရင်းပိုင်းမိဖြစ်တယ်။သွေးဆက်ပေါင်များသဲထဲမှာအခဲလေးတွေဖြစ်နေပြီးခြေရာတွေကရှုပ်ထွေးနေတယ်။ကိုမြအောင်ရဲ့ခေါင်းပြက်ကြီးမှလည်းသဲမုံတွေပြေးချန်နေခဲ့ပြီ။အင်း လူတသမားဟာသွေးအေးနဲ့တက်သွားတာပါလားသူဟာကိုမြအောင်ကိုဓာတ်နဲ့ခုတ်တယ်။ကွင်းပြစ်ကရင်အောက်ကတစ်သားမှာဓာတ်ထိုင်ရာတင်းနေပုံထောက်ရင်တော့အဲ့နေတော့မှတစ်ချက်တည်းခုတ်ချလိုက်တာပဲ။ဒါထားတော့ကိုခန္ဓာကပြတ်ထွက်ပြီးတဲတဲကိုကြောက်သွားတဲ့ခေါင်းကိုအေးစစ်စစ်ကောက်ယူပြီးကိုနဲ့ပြန်ပြီးဆက်ခေါင်းမှုချုံပြီးအဲ့နေတယ်ထင်ရအောင်ကြာကြာနာနာဆောင်းနဲ့ပြန်အုပ်ဖြစ်ခဲ့တယ်။ဒါဟာတမဏိရင့်နေတဲ့လူသားမို့သွေးအေးနဲ့လုံနိုင်တာမဟုတ်လား။ ညောင်ကန်ရွာမှာဒီမြအတွေ့အကြုံရင်းချက်တဲ့သွေးအေးလူသက်သမားရှိနိုင်မှာမလားဒီလိုဆိုရင်တော့လူသက်သမားရဲ့နောက်ကိုလိုက်ရသည်မှာကြာကောင်းကြာလိမ့်မယ်ကိုမြအောင်ရဲ့အလောင်းကိုရွာသားများတည်ယူသွားကြပြီအော်ဟိငိုယိုတန်းများကပွက်လို့ရိုက်ပြီးကြံရီခဲ့တယ်ဇနီးမောင်မြအပြင်ကိုမြအောင်ရဲ့ဆွေမျိုးသားချင်းများငိုကြွေးမြည်တမ်းကြတယ်ဥတာတင်မတင်ကားတဲ့လူများရှိပါသလားစစ်စေးချင်ရင်ကျွန်တော်တို့ရှာဖွေခေါ်ယူပေးပါမယ် ပြည်သူစစ်ကောင်းဆောင်ကိုအင်းမြင့်ကမျက်စိပြန်မျက်နှာပြန်တဲ့ရောက်လာပြီးပြောပါရယ်သူရဲ့သူ့ရွာမှာ အကြီးဆုံးရာဇဝတ်မှုဖြစ်သွားတဲ့အတွက်မျက်နှာပြန်နေခြင်းဖြစ်လိမ့်မယ်မတင်ကားတဲ့လူရဲလို့တော့မရှိသေးပါဘူးဗျဥဒရင်ကတဲအပြင်ဘက်ကိုလှည့်ထွက်ရင်းအပြေးပေးတယ်တဲအပြင်မှာလေခြေရာများပေပွားနေတယ်အမြဲတမ်းသူဝင်ငါထွက်ဖြစ်နေတဲ့တဲဘေးကခြေရာများမှာဥဒတဲ့အတွက်တန်ဖို့မရှိပြီဒါပေမဲ့စေဘောလေးတို့နှစ်တို့ကိုတော့ မရည်ရွယ်ပဲကောက်လိုက်မိတယ်တလေးကမင်းဘူးအိတ်စီတန်စီလေးကြံတလေးကတော့ပခုတ်ကူငါးသုံးလုံးထွန်းခင်နဲ့လှသန်းတို့တောက်နေကြစီလေးတွေပဲဥတာတဲ့ကိုအင်းမြင့်ကအလိုက်သိစွာပြောပြရီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအင်းမြင့်ဒါထက်သူတို့နှစ်ယောက်နဲ့တေသူကိုမြအောင်နဲ့ဆက်ဆံရေးကဘလို့များလဲခင်ခင်မင်းမင်းဝင်ထွက်သွားလာနေကြတာပဲခမဒါပေမဲ့တခါတရံတော့လေကြောက်ကစားဖြစ်တာလေးတွေရှိတာပေါ့ ဥတတင်ကအိစိတန်ဆေးလေးရဲ့ဖင်းစီကံကိုလက်နဲ့ဖြည့်ကြည့်ရအရည်များစို့လာ रे ဒီလိုအရည်များစို့လာခြင်းကများမကြမီကတောက်ပြီးလွင့်ပြည့်ခဲ့ကြောင်းထင်ရှားတဲ့တက်သည်ဖြစ်တယ်ဒီဆေးလေးတောက်တာဘသူလဲဗျအိစိတန်ဆေးလေးကိုထောင်းပြ रे ထွန်းခင်တောက်လိရှိပါ रे ဥတတင်သူကမော်တော်အလုတ်သမားတယောက်ပါသူတို့ချင်းကြီးကြီးကျယ်ကျယ်ရံဖြစ်ဖူးတာများရှိသလားဟုတ်ကဲ့မနေ့တုန်းကတော့ ကိုမြအောင်ရဲ့အာလူးတွေကိုကိုထွန်းခင်ကအကျွေးဝယ်ပြီးပတ်စံရုပ်ကြည့်ရမပေးလို့ဓာရပြဒုတ်တပြဖြစ်ဖူးပါရဲ့အာလူးဘိုးကိုပေးရောပေးရလားအာလူးကရှုံးနာကိုဗျဘယ်မှာလုံကနေခေကနေပေးနိုင်တော့မလဲဗျမော်တော်တစ်ခေါက်ပြန်မှာငါးချက်ပေး၁၀ပေးနဲ့လုံချုံရေးမှုနဲ့ပြည်သူစေကောင်းဆောင်တို့စကားတပြောပြောနေချောင်းမြင်တွင်ကို ရောက်လာကြရဲ့ရေခတ်သူများမှဥတတင်နေကိုအင်းမြင့်တို့ကိုကြွက်ကြည့်ကြွက်ကြည့်လုံနေကြရဲ့ ဟောဒီငါးသုံးလုံးစေးလိတ်တောက်တဲ့လူကဘသူလဲဗျလှတန်းမှာခမရတေသူနဲ့သားချင်းတော်ဆက်ပါတယ်သူတို့ရဲ့ဆက်ဆံရေးကရောပြေလေရဲ့လားကိုအင်းမြင့်ပြေလေပါတယ်အမွေကိစ္စတွေပါတွေမရှိပါဘူးဒီစေးလိတ်နှမျိုးကိုဒီရွာမှာတခြားလူတွေမတောက်ကြဘူးလားဗျမတောက်ဘူးခမရဒီရွာလုံးတောက်နေကြတာကဆက်လေမငွေစုပဲသူတို့ကကိုအင်းမြင့်အိမ်ကိုဝင်ရောက်လာကြတယ် အိမ်မှာကိုအေးမြင့်ဇနီးကဂျိုတင်စီစဉ်ထားတော့ရင်ွေးချမ်းနဲ့ငါးပေါင်းကျော်များအသင်ရှိတယ်။ဥတတင်ကအိမ်ရှင်တင်းနှက်စီရန်တူကနန်းစိတ်ကနန်းစားတော့လိုက်တယ်။တွန်းခင်ကို ကိုမြောင်အောင်ထအသက်အပြင်လေးငါးနှစ်ခန့်ငယ်ပုံရှားရီရီရီမော်မော်နဲ့ပားရီနဲ့ရီရှိပုံရှားရီကဲထိုင်မှာကိုထွန်းခင်ဟောဒီပစ္စည်းကလေးဟာအမေရိကန်စုံထောက်ဌာနမှာနောက်ဆုံးအသုံးပြုခဲ့တဲ့ကိရိယာပဲဗျနည်းနည်းမှလိန်လို့မရအောင် အုံနောက်နဲ့နှလုံးသားရဲ့ပေါ့ပြံမှုကိုအတိအကျပြတယ်။ဥဒရင်ကပြောင်လတ်တဲ့တထုဘူးကလေးတစ်ခုကို ဖြက်ခနဲထုတ်ပြပြီးမိမိအိတ်ထဲကိုထည့်လိုက်တဲ့ကျိုးစားတစားကိုတွန်းကင်ရဲ့လက်ကဝတ်မှာချီထားလိုက်တဲ့တွန်းကင်မှာမြို့ကြီးပြကြီးကိုရောက်ဖူးပေမဲ့တုံလုံးလို့နေပါရီကျွန်တော်မေးတာကိုမကွယ်မဝက်ပဲဖြေရင်တော့ဘာမှကြောက်စရာမရှိပါဘူးကြောက်လဲမကြောက်နဲ့ဗျဟုတ်လားဟုတ်ဟုတ်ကဲ့ဗျကဲကျွန်တော်မေးမယ် ဂျီဆေးလိုက်တို့ကိုတေသူရဲ့ခေါင်းရဲမှာတွေ့တယ်။မင်းညကကိုမြအောင်စီကိုခမရဘာသွားလို့တလဲ။ကျွန်တော်ဟိုကျွန်တော်တွန်းခေမှာမျက်လုံးချကြလဲပြီးတုံရင်စောနဲ့ပြောနေစီကမှုစကားကမပြီးတာတော့ပြီ။ကိုမြအောင်ရဲ့အကျွေးမကြေနိုင်လို့လူကိုတက်ပြတာမဟုတ်လားကိုတွန်းခေ။ခမရမှားတာပေါ့ဗျာ။ကိုမြအောင်တေတော့ရော သူဇနီးနဲ့ဆွေမျိုးသားချင်းတွေကဒီအကျွေးကိုမတောင်းတော့ဘူးလေလား။ ထွန်းခင်မှာကျွေးသည့်ကျွေးပေါက်များကြလာပြီးဥတာတင်းကိုကြောက်လန့်တကြားကြည့်ရင် စကားတခွန်းကိုအားကုန်ညှစ်ပြီးပြောရီမဟုတ်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်ပြောခဲ့တယ်ကိုထွန်းခင်ခမရကျွန်တော်ကိုလိန်လို့မရဘူးနော်ဥတာတင်းကကိုထွန်းခင်ကိုပြစ်စတိုတနတ်နေချိန်ထားလိုက်တဲ့ဒီလိုထွန်းခင်ကပြေးမလွတ်တဲ့အခြေအနေကိုရောက်နေတဲ့တဲ့ရင်ကတေရွာလုံးကိုရုပ်ကြီးပြန့်နှံ့သွားပြီးရွာသူရွာသားများစုဝေးရောက်လာကြတယ် ထွန်းခင်ကိုဝိုင်းအောင်ကြည့်ရှုကြတဲ့မိမိရဲ့ရွာသူရွာသားများ ဝိုင်းအောင်ကြည့်နေတဲ့အခါထွန်းခင်ကမျက်နှာဟွက်ထားပြီးငိုချင်းချလိုက်တယ်။ကျွန်တော်မဟုတ်ဘူးဗျကျွန်တော်မတတ်ဘူးကျွန်တော်မှအထောက်ထားအပြည့်စုံရှိတယ်ကိုထွန်းခင်ခမရမတတ်ဘူးဆိုတဲ့အထောက်ထားခိုင်ခိုင်လုံလုံရှိရင်တော့ခမရပြောက်ပေါ့ဗျအေးအခုလောလောဆယ်မှာတော့ညောင်ကန်ရွာသူရွာသားများကထွန်းခင်ကိုရုံးတင့်စစ်စေးမဲ့နေကိုစောင့်မျှော်နေကြတယ် ဒါပေမဲ့ထွန်းခင်ကတော့အချုပ်ခန်းထဲမှာသာနေမြဲနေဖြစ်နေတယ်။ထွန်းခင်ကိုယ်တိုင်ကလည်းမိမိကိုဘယ်နည်းယုံကြည်မဲမသိပြီ။သူ့ဆွေသူမျိုးများကတော့ညောင်ကန်ရွာနဲ့ရဲစခန်းကိုကုသေးခောက်သေးသွားနေရတော့ချောင်းပေါက်မတက်ဖြစ်နေပါပြီ။သူ့တက်စီထွန်းခင်ယုံတင်ရဲ့မဆိုးထားမီ ကုမြအောင်ကိုထွန်းခင်တမတ်သက်ဆိုတာကိုတော့သူတို့ကွဲပြားစွာမသိကြပါဘူး။စင်စစ်ဥဒတင်ကထွန်းခင်ကိုဖမ်းဆီးထားပြီးနောက် ညောင်ကန်ရွာလူတက်မှုကို အပြင်းထန်စုံစမ်းထောင်လန်းခဲ့သည့်သူကလူအများရဲ့ရှေ့မှာတတ်ထုမိကျဘူးကိုကျိုးတက်ပြီးမူသားဖန်ဆက်ဖြစ်လျံလှည့်စားခဲ့သည်ထွန်းခင်တက်တယ်ဆိုပြီးအခိုင်လုံပြောခဲ့ပါသည်ဒီအပြုတ်မှုမှာ လူတက်သမအစ်စ်ကိုလှည့်စားခဲ့ခြင်းဖြစ်သည့် ထွန်းခင်ကိုဖမ်းဆီးထားပြီးနောက်စစ်ဆေးစုံစမ်းခဲ့ရမှာထွန်းခင်မတက်ကြောင်းများစွာခိုင်လုံနေခဲ့ပြီးမြလူတသမအစ်စ်ရဲ့အငိုက်ကိုဖမ်းရန်ထွန်းခင်ကိုလွတ်မပေးဘဲလှုပ်ဝက်စုံစမ်းခဲ့ခြင်းဖြစ်ပါသည်။ဥဒတင်ရဲ့လူတွေကပဲညံ့သလား။ညောင်ကန်ရွာလူတသမကပဲလဲနေသလား။နှစ်ခုအနက်တစ်ခုကတော့မုတ်ကြဖြစ်ရမယ်။ထို့ကြောင့်သာလျှင်သူအေးအေးလူတသမအစ်စ်ကိုယခုထက်တိခြေရာခံလို့မရခြင်းဖြစ်ပါသည်။ထွန်းခင်လွတ်လာပြီဟဲ့ ထွန်းခင်လွတ်လာပြီတဲ့ဒီတရင်ကညောင်ကန်တီဝါလုံးကိုရိုက်ခတ်သွားပြီဝမ်းသာသူလည်းရှိတယ်အားရသူလည်းရှိတယ်ထို့အတူကြိတ်ပြီးမကြိမ်တဲ့သူထိတ်လန့်သူလည်းအ ਨੇ စုံတယောက်တော့ရှိလိမ့်မယ်ထွန်းခင်လွတ်လာတဲ့အချိန်မှာညနေ၄နာရီဖြစ်တဲ့ညနေ၅နာရီမှာဥဒထင်းဥဆောင်တဲ့ရဲတပ်သားများကညောင်ကန်ရွာတွင်းကို ရောက်လာကြတယ်မရှိမနှောင်းမှာပဲရွာလူကြီးရဲ့အမိန့်တည်းရဲ့ထွက်ပေါ်လာတယ်ကိုမြအောင်အသက်ခံရမှုအတော့ အရွယ်ရောက်တဲ့ယောက်ျားမိန်းမအားလုံးရွာလူကြီးရဲ့အိမ်မှာယနေ့ညလာရောက်အိပ်စက်ကြရမယ်။ညောင်ကန်ရွာရွာသူရွာသားများကတပြေးတောက်တောက်နဲ့ရွာလူကြီးရဲ့အိမ်ကိုစောင်းကိုစီကောင်းကိုစီနဲ့ရောက်လာကြတယ်။ကြီးမားတဲ့လူတက်မှုပေါ်ပေါက်ရေးအတွက်ဒုက္ခခံရတာကိုစိတ်မရှိကြဘူးကျွန်တော်တောင်းပန်ပါတယ်။လူတက်သမားဟာပြည့်မလို့တော့ပါအောင်ခင်ဗျာ။ဒါပေမဲ့ပရိသတ်ဘိုးဘုံအလဲမှာဖမ်းကျင်လို့အခုလိုလောက်ကြတာပါ။ ဥဒတင်ကရွာသူရွာသားများကိုအနှူးညွန့်တောင်းပန်ပြီးမိမများကိုအိမ်မော်တဲ့ယောက်ျားများကိုအောက်ထက်မှာအိတ်ဆက်စေတဲ့အောင်လင်းမီးဖို့ရဲ့စူးရှားတဲ့အလင်းရောင်အောက်မှာရက်သူရွာသားများမှာမျက်နာကိုဆောင်ပတ်သူပတ်ခေါင်းမှုခြုံသူခြုံနဲ့အိပ်ပျော်အောင်ကြိုးစားကြရယနေ့ညအိပ်ပျော်ပါမှာမနှက်ဖြန်အလုံးမပြတ်ဖဲရှိလိမ့်မယ် ဥဒတဲ့နဲ့ကိုအင်းမြင့်တို့ကရွာသူရွာသားများကြားလောက်တဲ့နေရာမှာထိုင်ပြီးကိုမြအောင်အသက်ခံရတဲ့ကိစ္စကိုသာချက်တလဲလဲပြောကြနေခဲ့ရ။တကောင်ကျော်တစ်ချက်တည်းမှာဇပွဲမှာထားမိကြတဲ့တဲ့အိမ်လုံးတိတ်ဆိတ်နေဟောက်တန်များ၊သွားကြိတ်တန်များနဲ့အောင်လင်းမီအိုးမှာလေထွက်တန်မှအပါတဲ့အိမ်လုံးငိမ့်သက်နေတယ်။အားလုံးအိပ်ပျော်နေကြပြီဥဒတဲ့။ဘာလို့ဖို့အစီအစဉ်ရှိသလဲ။ကိုအင်းမြင့်ကတဲ့အိမ်လုံးကိုအကဲခတ်ပြီးတီးတိုးမိလိုက်တယ်။ အချိန်တန်တော့ကျွန်တော်ပြောပါမယ်လေဥဒတင်ကအိမ်ရှိကိုထွက်လာပြီးအပေါ်ဓာတ်ကိုမော့ကြည့်လိုက်တဲ့အပေါ်ဓာတ်မှာတာဝန်ကြတဲ့အမျိုးသမီးရဲကဘလို့မှမထူးခြားကြောင်အချက်ပြရီတကောင်ကျော်နှစ်ချက်တီးလီပြီးအပေါ်ဓာတ်ရောအောက်ထပ်ပါထူးခြားမှုဖြစ်ပေါ်မလာခဲ့ကိုအင်းမြင့်မှာငိုင်မီးစပြုတ်လာတယ်လို့ဥဒတင်ကိုယ်တိုင်လည်းစိတ်တိုက်ကြဆင်းရတော့မလို့ဖြစ်လာတယ် တို့တစေသူကဖြစ်ရမယ်လို့ယုံကြည်ချက်နဲ့စိတ်တင်းလိုက်ပြီးရေအတစ်ခွက်ခတ်တောက်လိုက်စဉ်ခေါင်းရင်ပိုင်းလူအုပ်အလေမဝူဝါဝါအော်တန်ကိုကြားလိုက်ရသည်ဥဒတင်ကလက်ကမောင်းခမ်းမိမတက်ဝမ်းသာသွားသည်ဟုတ်တယ်တက်တယ်လုံရဲရင်ခံရဲပါလေဗျကျုပ်တက်တယ်ဘာဖြစ်လဲကိုအေးမြင့်ကိုအေးမြင့်ဦးကြီးတို့ဥဒတင်ကကိုအေးမြင့်ကိုလည်းနှိုးတယ်အသင်ရှိနေတဲ့ရွာလူကြီးများကိုလည်းလက်နဲ့ကုပ်ပြီးနှိုးလိုက်တယ် ။ဘာလဲဥတာတင်ဘာလဲဗျ။တို့တို့ဗျတို့တို့စိတ်ကြည်လင်အောင်အုံနောက်လန်းဆန်းအောင်ညနာတက်လိုက်ကြပါအောင်။ကိုအင်းမင်းနဲ့ရွာလူကြီးများကရေကြီးတုတ်ပြမေးကြတော့တီတိုးတတိပေးပြီးလူတသမားတွေ့ထားပြီဗျလို့ပြောလိုက်ကြ။သူကြီးများမှာမျက်နှာတည့်ရမလို့တော့ပြီ မျက်လုံးကျပြီးအုံနောက်ကြည့်သွားကြပြီတည့်ရကဟုတ်လားဘဲမလဲလာလာကျွန်တော်ပြမယ် ူတို့ကအိပ်ပျော်နေသူများကို ရှောင်ခွင်းပြီးတနေရာကိုချင်းကပ်လာကြတယ်။ဟုတ်တယ်။ကျုံမယားကိုကြာခိုလို့တက်တယ်။ဟာ။ကြာကြနာနာဆုံးမလိုက်ရလို့ကျုပ်တိတ်ပြီးတော့ဝမ်းသာတယ်ဗျာ။ကိုအင်းမြင့်ရောလူကြီးများပါစက်တွေတီးသွားကြတယ်။ဒီလိုကေအောင်ကရန်ရောင်ရမ်းရေရွတ်နေသူမှ လူတသမဖြစ်လိမ့်မယ်ဆိုပြီးဥဒတင်ကသင်္ကမကင်းဖြစ်ခဲ့တဲ့လှတတ်မယ်ဖြစ်ပါတယ်။သူကတေသူကိုမြအောင်နဲ့တာချင်းတော်ဆက်သူလေးဖြစ်တယ်။ ခမားလဲပြီးပြီးကြာခိုးတယ်။ကျောက်ကလည်းပြီးပြီးတက်တယ်။ဘာဖြစ်လဲ။ထွန်းခင်မဲသွားရပါဘကောလားဗျ။ဥဒတင်ကကိုအင်းမင်းနဲ့ရွာလူကြီးများကိုတချက်ဆောင်းငယ်ကြည့်ရ။လာတန်းကိုလက်ထိတ်ခံလိုက်တယ်။ဟေးလာတန်း။ထားစမ်းလာတန်း။ဥဒတင်ကထိုင်ရင်သပွဲကို ပြန်သွားချိန်မှာကိုအင်းမင်းက လာတန်းကိုလှုပ်နှိုးတယ်။ဟေးလာတန်းတဲဒီကောင်ဟာ ကြမ်းကြမ်းလှုပ်နိုးလိုက်မှလှတန်းနိုးလာတယ်။သူ့လက်မှာလက်ထိတ်ခတ်ထားတယ်။လူကြီးတွေကလည်းဝိုင်းယုံကြည့်နေတယ်။လှတန်းမှာဟန်မဆောင်နိုင်တော့ပါ။ကျုပ်ကိုကျုပ်ကိုဘာဖြစ်လို့ဘာမှမေးမနေနဲ့လှတန်း။မြအောင်ကိုမင်းတက်တယ်။မင်းမယားကိုကြာခိုလို့တက်တယ်ဆိုတာအိမ်မုံဆုံးမနဲ့မင်းရောင်ရမ်းခဲ့ပြီပြီ။ညင်းပြီညင်းနေလေအလကားပဲ။မာရကလူကြီးကပိတ်ပြီးပြောလိုက်တယ်။ကျုပ်ကျုပ်ဘသူကိုတက်လို့လဲဗျ။ မတက်ဘူးမတက်ဘူးဗျဒီမိတ်ကိုလာတဲ့ကိုမရားကိုကြာခိုလို့တက်တာ လူတရာမှာ90လောက်မထိမ့်သိမ့်မစင်ကျင်နိုင်တဲ့ကိစ္စပဲဗျကျုပ်တို့ကိုချင်းစာပါတယ်ဥဒထင်ကတခေါက်ပြန်လာပြီးပြောတယ်ဒီတော့ခမရပါတာခမရဖြောင်းချက်ပြီးရင်ဒေါသအရောက်ဖြစ်တာမို့ဆိုပြီးတတ်တာတင်းတလောက်တတ်တာမှာပေါ့ဗျအေးဆက်ပြီးတော့ငင်းကွယ်နေမယ်ဆိုရင်တော့ကျုပ်တို့မှာခိုင်လုံတဲ့အထောက်ထားဟုတ်ကဲ့ ကျွန်တော်မှန်ရကိုဝန်ခံမမယ်ဆရာရေအဲ့ဒီညကကျွန်တော်မယားကို ရိုက်ပုတ်ပြီးသူ့စီကိုတန်းလာတော့သူတဲထဲမှာထွန့်ခင်ထွက်သွားပါလေသူလည်းမူးမူးယူးယူးနဲ့ကြံနေခဲ့တော့တချက်ထဲပိုက်ချလိုက်တာပါပဲကျွန်တော်ပြန်လာတော့ရွာတကားဝမှာထွန့်ခင်မူးလည်နေလို့တငယ်ချင်းတွေကထန်းခေါ်နေတာတွေ့ရပါတယ်လာတန်းကတုံတုံရင်ရင်နဲ့ဝန်ခံလိုက်ပါတယ်နောက်တစ်ချိန်မှာတရားသူကြီးက လာတန်းကို ပြည့်တန်ချမှတ်ခဲ့ပါရီတကယ့်ဖြစ်ရမှန်ဖြစ်ပါရီစာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါတယ်ရှင်နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်